ေးတအားလိုချင်တယ်။သူ့ကိုလည်းပြောပြတယ်ဒီလား။ကလေးလေးမွေးရင်ဘလို့မျိုးကုန်နေမြန်ဖြစ်မလဲမသိဘူးပေါ့နော်။နောက်ပြီးတော့အဲဖေကြီးရဲ့မျိုးဆက်အနေနဲ့ပေါ့နော်။ကိုစီမှာဟိုသွေးသားအနေနဲ့မရှိတော့တာမျိုးလည်းမဖြစ်ချင်ဘူးပေါ့နော်။ Made in yeah God the bone တာဝန်ရှိတာကသူတို့တာဝန်ရှိရဒီသားသမီးတွေကိုပြည့်စုံအောင်ထားဖို့ကောင်းကောင်းမွန်မွန်ရှာဖွေကြွေးမွေးဖို့ ਆ ဒါအဖေရဲ့တာဝန်ဆိုတော့သူတို့ကအလုံးနဲ့ဒီ career ကြီးတစ်ခုလုံးဖျက်ချလိုက်စရာမလိုဘူးကိုရီးယားကျတော့ career ကြီးတစ်ခုလုံးပြစ်ချလိုက်ရဒီအိုလီတိတ်ပြီးတော့စိတ်ရှုပ်ရတာဟာဒီမထားကျင်တော့တာပေါ့နော် ဒါပေမဲ့လည်းဒါအကြောင်းအကြောင်းပေါ့နော်ဒီယောက်ျားကိုဒါအားချစ်တဲ့အခါကျတော့သူနဲ့တူတူနေခြင်း ਨੇ အဲ့တော့ဟိုသူနဲ့မတွေ့ခင်ကအတီတော့ငါယောက်ျားမမြူဘူးလို့ဆုံးဖြတ်ထားတာပေါ့လေသူနဲ့တွေ့ပြီးသူ့ကိုချစ်တဲ့အခါကျတော့အဲဟိုအိမ်အောင်ပြုမယ်လို့စဉ်းစားတာပေါ့နော်သူနဲ့တူတူနေရရင်ကောင်းမယ်ပေါ့အိမ်အောင်ပြုပြီးသွားတဲ့အချိန်ကျတော့လေကိုစိတ်ကူကအဲလင်မယားနှစ်ယောက်တည်းပဲနေမယ်ပေါ့ ပြူအိမ်အောင်ကြကြပြီးချင်းတလားလောက်နှစ်လားလောက်ပါလေခလေးတအားလိုချင်တာတိလားသူ့ကိုလည်းပြောပြရတယ်တိလားခလေးလေးမွေးရင်ဘယ်လိုမျိုးပုံလေးမြန်ဖြစ်မလဲမသိဘူးပေါ့နော်နောက်ပြီးတော့အဖေကြီးရဲ့မျိုးဆက်အနေနဲ့ပေါ့နော်ကိုစီမှာဟိုသွေးသားအနေနဲ့မရှိတော့တာမျိုးလည်းမဖြစ်ချင်ဘူးပေါ့နော်ဟိုအကိုတွေကတော့ရှိတယ်လေအကိုတွေကတော့ဒါသူတို့သားသမီးတွေပေါ့နော်ဒါပေမဲ့ဟိုကိုစီမှာကိုအပိုင်လေးပေါ့နော်ရှိချင်တယ်ပေါ့နော်အဲ့လိုမျိုး တော့သူ့ကိုပြောဘူးတယ်ဒါပေမဲ့တကယ်တမ်းတေချာလေးနဲ့နဲ့ပြန်စဉ်းစားရတဲ့အခါကျတော့ဩတော်ပါပြီပေါ့နော်ဒီကိုကိုတိုင်းတော့ခလေးစိတ်ကမပြောက်ဘူးလှုပ်ချင်တာတွေကလည်းများအဲ့လိုမျိုးဆိုတော့ဟိုရှင်းပြောရင်ဟိုပုံစွဲချင်တာနဲ့ကာတွန်းကားကြည့်ချင်တာနဲ့ခလေးနဲ့လူးလှုပ်ရမယ့်ဟာတွေဆိုတော့ဟိုမလှုပ်တော့ပါဘူးပေါ့နော်ခလေးလည်းမယူတာပဲကောက်ပါတယ်နင်များနှစ်ယောက်ပဲလွတ်လွတ်လပ်လပ်နေကြမယ်ပေါ့ဆိုပြီးတော့စဉ်းစားပြီးတော့ ီကလေးကလည်းဒီလိုမျိုးရသွားတယ်ပေါ့နော်ရသွားတဲ့အခါကျတော့လည်းအဲယောက်ျားကတော့ပျော်တယ်သူကတအားလူကျင်တယ်ဆိုတော့တကယ်အဲ့တော့ကလေးလေးတယောက်လည်းအเจ้าတင့်လို့ရောက်လာတာလीဆိုတဲ့အခါကျတော့အဲ့ဒါဆိုရင်တော့ကိုကကိုကြောင့်ကိုတည်လို့ဘာဖြစ်လို့ဆိုတော့တအားချစ်မယ်တေးကြတာတအားပင်မှန်းခံမယ်ငါအကုန်လုံးဆုံးရှုံးခံလိုက်မှာပဲဆိုတော့ကိုကိုတိတယ်ကွာအရင်တည်းကဟိုကိုလုတ်ခဲ့သမျှတွေ ကိုမျောလင့်ထားသမျှတွေပြစ်ချပြီးတော့ဒီကလေးအတွက်လှုပ်တော့မှာပဲဆိုတော့ကိုကိုကြိုတိထားပြီးသားပါဘလို့ဆိုအဲ့လိုငငယ်တဲ့အဲ့လိုတဲတဲလှုပ်တတ်တဲ့အကျင့်ရှိတယ်လေဟိုဟိုဘလို့ပြောရမလဲတကူကောင်းမဆန်တတ်ဘူးအဲ့လိုကိုချစ်တဲ့လူတွေဆိုရင်အနစ်နာခံလိုက်မယ်အဲယောက်ျားအပေါ်မှာလည်းရှိတယ်အဲ့လိုမျိုးအဲ အိမ်အောင်ကြသွားပြီးတဲ့ကိုယ့်အလုပ်တွေကိုရှည်တန်းတင်တာထက်လေသူ့လုပ်တွေကိုပို့ပြီးတော့ကူညီပြီးလုပ်ပေးပြတာအဲ့ဒါမျိုးတွေကအဆပေါ့နော်ဆိုတော့ကိုယ့်အတွက်ကိုကိုတွေးတာနည်းတယ်ကွာအကျင့်อ่ะအဲ့တော့အဲ့ဒါမျိုးပဲထပ်ဖြစ်လာပဲမသိလို့မလို့ခြင်းတာဒါပေမဲ့ဒီရလာတော့လေကိုယ့်ရဲ့ပုံစံအတိုင်းပေါ့နော်အခုဆိုလဲအလိုဒါလေးအတွက်မိုးလင်းရနေမိုးချုပ်လေးအလိုချိန်ပေးပြီးတော့နေနေရတာပေါ့ ုတ်ဒါယောက်ျားနဲ့မိန်းမရေတာဝန်အင်းတာဝန်ယူရမှုกว่าတာပေါ့เนาะအမေကတော့ဒီလိုပဲလေအမေကဆိုလဲအဲသူကចောင်းเสียမှာသူလဲရှင်းရှင်းပြောရင်သူလဲဒီအပြိုတော့ဆိုလွတ်လပ်နေခြင်းပါပဲเนาะဒီဒီယောက်ျားကိုသူချစ်လွန်အကြီးလို့သူယူလိုက်တယ်ဒီကလေးတွေရလာတယ်ဒီចောင်းเสียမှာအလုတ်ကိုထွက်လိုက်တယ်ထွက်လိုက်ပြီးတော့သူအိမ်มาပဲအမြဲတမ်း နေပြီးတော့ဒါအရင်တော့လူတွေဆိုပိုတော့စိုးသေးတယ်အိမ်မှာနေဆိုနေရပြီပဲလေကိုရီးယားမှာဟိုအလုပ်ရှိတယ်ဆိုရင်ပိုဟိုထွက်ပြီးတော့လုပ်လို့ရသေးတယ်မလားဆိုတော့မေမေတို့ဆိုပိုးဆိုးမှာပေါ့နော်မိတိုင်းလည်းမရဘာလည်းမရတယ်လေအဲ့လိုမျိုးဆိုတော့ဒါအဖေနဲ့အမေနဲ့ကွာကွာတာပဲအဖေကကြတော့တာဝန်ရှိတာကသူတို့တာဝန်ရှိရဒီသားသမီးတွေကိုပြည့်စုံအောင်ထားဖို့ ကောင်းကောင်းမွန်မွန်ရှာဖွေကြွေးမွေးဖို့ပါဒါအဖေရဲ့တာဝန်ဆိုတော့သူတို့ကအလုံနဲ့ဒီကရီကရီယာကြီးတစ်ခုလုံးဖျက်ချလိုက်စရာမလိုဘူးဟိုကိုရီးယားကျတော့ကရီယာကြီးတစ်ခုလုံးပြစ်ချလိုက်